ကျွန်းစုတော်ကြီးတဲမှာတော့ညာကြီးချိန်မှာခွေးဥဒံတွေကကျဲလောင်စွာထွက်ပေါ်လာတယ်လို့မဆိုထိုးတံတွေကလည်းအဆက်မပြတ်နားမခံတော့စူရန်လို့နေခဲ့ပါတယ်။လေးတွေတိုက်ပြီးဆွဲဆက်ငင်ဥနေတဲ့ခွေးတံတွေကျဲလောင်ဆူးချတဲ့ငါဆိုထိုးတံတွေကြောင့်အိတန်တက်နေတဲ့ငှက်တွေတောင်မှပဲလမ်းဖြတ်ပြီးပြန်ပြေးကုန်ကြတယ်ဗျာ။အုံမိုင်းနေတဲ့ကောင်းဝင်ကြီးရဲ့အောက်ကကျိုးစုတော်ကြီးတဲမှာတော့ခြောက်ခြားစရာအတံပလန်တွေကစူရန်နေပြီးတင်းငုတ်တို့ကြီးနဘေးမှာရှိတဲ့နေသာဘုံကြီးဟာလည်း စီချက်ညီညီလှူရှားနေတဲ့အလားဖွာကနေဖွာကနေမြေကြီးစားတွေလင့်စင်လို့မြေပုံထဲကခေါင်းမပါတဲ့ဥမဲရအလောင်းကြီးကလည်းကုံယုံပြီးထလာခဲ့ပါတော့တယ်ဟိုးလုံးရတဲ့အနှစ်90ခန့်ကဘဘိုးယုံမတောင်ကြီးမှာဇလက်ဖြူဆိုတဲ့ရွာလေးတွေရရှိခဲ့ပါတယ်ယုံမတောင်တန်းကြီးကတောင်ထဲမြောက်တွေ့တန်းထားတာဆိုတော့ ယူမတော်ကြီးဟာလည်းအင်မတန်မှကျယ်ဝန်းလာတယ်ဗျာအဲ့ဒီယူမတော်ကြီးရဲ့လက်ခွဲတော်တွေဖြစ်ကြတဲ့စိန်တော်မြိုင်တရက်တော်ကျိုးစုတော်ဆိုတဲ့တော်တုံးကူကတော့ဇလက်ဖြူရွာပြင်ကထွက်လိုက်ရင်တုံးဦးဆိုင်နေတဲ့တော်လန်ကလေးနဲ့ဆက်တွေ့ထားပါတယ်ဒီတော့အနီးနားမှာရှိတဲ့ရေရွင်ကုန်းရွာထတ်တဲ့ကုန်းရွာတွေထက်စားရင်ဇလက်ဖြူရွာလေးကတော့လက်ခွဲတော်တုံးကူနဲ့လည်းနီးတယ်လို့ရွာမှာနေထိုင်ကြတဲ့ရွာသူရွာသားတွေဟာလည်းတော့လေထွက်ကြတော့ကောင်တွေပြစ်ကြနေတယ် လာတာရရာရှိလာတဲ့ရွာငယ်လေးတွေပါဖြစ်ပါတယ်။ဇလက်ဖြူရွာလေးမှာကလေယာဆိုင်ပြုတ်ပြီးအတက်မွေးကြသူတွေလည်းရှိတယ်လို့တော်ရဲတော်ပြီးမုံဆိုးအလုံးနဲ့အတက်မွေးကြတဲ့သူတွေလည်းမနှဲမနှောရှိကြတယ်ဗျာ။တော်ကြီးတော်ငူဟာလည်းရွာနာမှာရှိနေတာဆိုတော့မိုးကောင်းပြီးတောင်ရံလှုပ်သူတွေရဲ့အတွက်တစ်စက်နှစ်တန်တီးနံတွေအထွက်တိုးနေကြပါလေ။လေယာလုံငန်းနဲ့ရူရူတာတာလောက်ကင်စားတောင်းနေကြတဲ့ရွာသားတွေပြင်ရွာတုံးရွာကရွာလူရွာသားတွေထဲမှာတော့ အစိုးရကမခုတ်ဖို့တားမြစ်ထားတဲ့တစ်ပင်ကြီးငယ်တွေကိုခုတ်ပြီးတစ်ခိုးထုတ်တဲ့အဖွဲ့ကလည်းတက်တက်ရှိနေပြန်ပါတယ်အများစုက တောင်ရလုံရင်တောလေထွက်ကြတယ်လို့တချို့တင်းမောင်ကိုလှုပ်တဲ့ဒူတွေနဲ့ပေါင်းပြီးတစ်ခိုးထုတ်နေကြတဲ့လူငယ်တချို့ဟာလည်းလူတို့လှုပ်ရက်ကိုရွာကလူတွေမတိအောင်လူတို့တိတ်တိတ်လုံနေတတ်ကြတာပေါ့အစိုးရအုပ်ချုပ်ရေးအတော်တန်ပေါက်ရောက်တဲ့ဒေတာလည်းမဟုတ်တဲ့အပြင်တော်ဦးစီးဌာနကလည်းလက်လန်းမမီတဲ့အတွက်ကြောင့်ဒီလိုတော်တွေထဲမှာတော့ တင်းမောင်ကိုယ်တော်မတော်တော်များများဟာတစ်ခိုးပြီးထုံနေတတ်ကြပါလေ။ဒါကြောင့်ရွာကလူတွေကလည်းတင်းမောင်ကိုယ်လုံးတဲ့လူတွေကိုတည်ရယ်တေတော်ဦးစီးဌာနကိုအများဆုံးအကြောင်းကြားပြီးဖမ်းဆီးခိုင်းတတ်ကြပါလေ။တင်းမောင်ကိုယ်တော်မတွေဟာလည်းသူတို့ဖမ်းခံရမယ့်အဖြစ်ကိုတော့လုံးဝလက်မခံနိုင်ကြပဲသူတို့ကိုတွေးရင်တွေးတဲ့သူကိုတော်ရဲမာတဲ့အဆဖြောက်ပြဲကြပြန်ပါလေ။ဒီလိုအဖမ်းဆီးတွေလောက်ခိုင်းလို့လေရွာသူရွာသားတွေကိုအပြစ်ဆိုလို့မရပြန်ဘူးဗျာ။ ဒီနီနာတော်ဘက်ကရွာလူရွာသားတွေဟာဒီတော်ကြီးတုံးကူကိုပဲအမိတဲပြုပြီးတောလိုက်အမဲလိုက် လုံနေကြရတာဆိုတော့မျိုးကတ်ကိုတိုင်တန်းနေကြရတာဖြစ်ပါတယ်အဲ့ဒီလိုတင့်မောင်ကိုလောက်တာကိုတော့ဇလက်ပြူရွာလေးမှာနေတဲ့မုံဆိုးကြီးဦးမဲဟာအင်မတန်မှရွှန်ရှာမောင်းတီးတဲ့သူတစ်ယောက်ဖြစ်ပါလေမုံဆိုးကြီးဦးမဲကငယ်စဉ်တောင်ကြီးကလေးဘွားကလေးကအမဲလိုက်ဝါဒနာထုံတဲ့သူမျိုးဒီတော်ကြီးတုံးကူထဲမှာလှဲ့လေသွားလာပြီးအမဲလိုက်ရင်းနဲ့အတက်မွေးလာခဲ့တဲ့သူဖြစ်ပါတယ် ။ဒူကိုယ်တိုင်ရောရွာကလူတွေကပါဒီတော်ကြီး၃ခုကိုအမိခိုးပြုနေရတာဆိုတော့တစ်ပင်တွေရှိမှမိုးခေါင်တာမျိုးလည်းမဖြစ်ပဲ။တော်တဲ့ကရတဲ့ဟင်းစားတွေနဲ့အတက်မွေးဝမ်းကြောင်ပြုမှသာအစဉ်ပြေနေကြတဲ့သူတွေဖြစ်ပါတယ်။ဇလက်ဖြူရွာလေးမှာကအမျိုးစုံလာတဲ့တီးနှံတွေအပြင်စံစီစားတွေဟာလည်းအိမ်နဲ့အိမ်နဲ့မှာပေါ်ပေါ်များများရှိနေတတ်ကြပြီတိုးတွေကရတဲ့အတားပေါင်းမျိုးစုံကိုလည်းအလွဲတကူဝယ်ယူနိုင်ကြပါတယ်တခြားရွာကရွာသားတွေဆိုရင် အတားကားကောင်းစားကျင်လာတဲ့အခါမှာတော့ဇလက်ဖြူရွာလေးကိုလာပြီးအတားတွေကိုကြိုမာထားတတ်ကြပါတယ်။လေရွာလုံးမှာတော့အမဲလိုက်မိုးဆိုးကြီးဥမဲဆိုရင်မတိရဲသူမရှိတော့ဥမဲရဲ့နာမည်ကရွာနေ၆ဆက်မှာထင်ပေါ်ကျော်ကြားလာပါတယ်။အကြောင်းရင်းကတော့ဥမဲရဲ့တော်တဲ့ကိုအမဲပစ်သွားတဲ့အခါတိုင်းလက်ဗလာနဲ့ပြန်လာရတဲ့ဆိုတာမျိုးကတကြိမ်မှတော့မရှိခဲ့ဘူးတဲ့။အင်မတန်မှနာမည်ကြီးတဲ့မိုးဆိုးကြီးတယောက်ဖြစ်လို့ပါပဲ။အခုလဲဥမဲတယောက် ။လူတော်တွေကနေရလာတဲ့ဒရေတကောင်ကိုကိုယ်တိုင်ဖြတ်တောက်ပြီးရောင်းမနေတော့ပဲ။သူဖြစ်တဲ့သူစီမှာပဲအကောင်လိုက်တွားရောက်နေခဲ့ပါတယ်။ဦးကြီးကဒီနေ့အထူးထူးဆန်းဆန်းဘာလို့ဒရေကိုအကောင်လိုက်ချင်းယူချလာတာတော့ဝင်ပြ။မဟုတ်ပါဘူးကွာ။ဘာမနဲ့ပြန်တော်ရဲပြန်သွားရောက်မှာမို့ကွာ။ထောင်ချောက်တွေမဲလိုက်ပစ္စည်းတွေကိုဒီနေ့ကလေးကပြင်ဆင်ထားခြင်းလို့ကွာ။အော်ဟုတ်ပါပြီဗျာ။ဒါနဲ့ဦးကြီးပေါင်ကိုယ်တမားတွေကိုတည့်ရင်အမြန်နာရှောင်းတော့ဘိုးလေးကရေတွင်းကုန်းရောင်အတော်လေးကိုမြှစ်ချလာတဲ့ အဖွားတော်တင်စင်ကိုတွမောင်ကိုဖွဲရတင်းနဲ့နဲ့ပြစ်တာပြီးတော့တဲ့မှာအဲ့ဒီတိုင်ထားခဲ့တာလေဗျာဟေးဟုတ်လားတို့အကြီးကြီးဒေါ်တင်စင်လားကွာဟုတ်တယ်ဦးကြီးအဲ့ဒါကြောင့်ဦးကြီးကိုတတိထားဟိုင်းနေရတာမိုင်းရိုင်းလိုက်ကြတော့ကွာအတက်ကြီးနေတာဖွားယူကိုမှလောက်ရရတယ်လို့ဒီကောင်တွေတို့ထမင်းချင်းနေတဲ့တော့ကိုဖျက်ဆီးနေတာနဲ့တယ်တော်တော်ရုပ်မှနေပြီကွာဒါပေါ့ဗျာကျွန်တော်တို့လည်းဒီကောင်တွေကိုမိရင်မိတယ်လို့တိတော်ဦးစီးစီတည်င်းပို့တာပဲဒါပေမဲ့အဲ့ကောင်တွေဖွဲကပို့ဖို့တို့လာတော့ ခေါင်းဟိုထိမှာအကုန်ကြမှာဗျာဟေးကွာငါ့ကိုတော့မင်းတောင်းမနေနဲ့မိရာနဲ့မိရလို့အကုန်ပြတ်တာပြမှာဦးကြီးကတော့မနိုင်ပါဘူးဗျာကဲပြောဒီရဲကိုဘယ်စည်းနဲ့ပေးမှလဲဗျာအကောင်စည်းပဲပေးပေါ့ငါဖြတ်ထားတာမှမဟုတ်တာဖြတ်စည်းနဲ့ပဲယူလိုက်ပါဦးကြီးယာဘာဖြစ်တာကြလို့မယူဘူးဆိုမယူဘူးဟဲ့အောင်အကောင်စည်းပဲပေးမောက်ဆိုးကြီးဦးမဲကအင်မတန်မှဂရိတူတဲ့လူစားမျိုးဖြစ်ပြီးသူကိုယ်တိုင်လည်းပေးထားတဲ့ဂရိကိုတီအောင်လှုပ်တယ်လို့သူ့ဘောဂရိဖြတ်တာမျိုးလှုပ်လာရင်လဲ အေးစေးစေးနေတတ်တဲ့သူတယောက်မဟုတ်ပါဘူးစကားတကုံးကိုလွယ်လွယ်မပြောတတ်တဲ့လူမှန်ကြီးတယောက်ဖြစ်တာကြောင့်ပဲရွာလူရွာသားတွေအားလုံးဟာလဲမိုးဆိုးကြီးဦးမဲကိုချစ်ကြောက်ယူတည်နေကြပါတယ်နောက်တနေ့မနက်မှာတော့မိုးဆိုးကြီးဦးမဲတယောက်မနက်အာရုံတက်ချိန်လောက်ကလေးကစိန်တော်မြိုက်တော်ကြီးတဲကထွက်လာခဲ့ပြီးပါလာတဲ့ထောင်ချောက်တွေကိုသားကောင်းတွေရှိတယ်လို့ထင်ရတဲ့နေရာတွေမှာတေချာဆင်ခဲလိုက်ပါတယ်မနက်နေထွက်တဲ့အချိန်မှာတော့မိုးဆိုးကြီးဦးမဲလည်းတနက်တလက်ကိုလွယ်ပါ ခေါင်းကြောက်တွေဆင်ထားခဲ့တဲ့နေရာကနေကျိုးစုတော်ဘက်ကိုလမ်းကြောင်းပြောင်းပြီးတောင်းအောင်ပြစ်ဖို့ထွက်လာခဲ့လိုက်ပါတယ်။ဟာကွာဒီနေ့လမ်းလျှောက်ရတာပင်ပန်းလိုက်တာမိုးဆိုးကြီးဦးမဲကလမ်းလျှောက်ရတာပင်ပန်းလို့ညီးနေတာဖြစ်ပြီးဒီနေ့ကအတူဘွားရဲ့နောက်ဆုံးနေ့ဆိုတာကိုတော့မိုးဆိုးကြီးဦးမဲတယောက်ကလုံးဝမသိရှာခဲ့ပါဘူးအချိန်တန်အောင်လမ်းလျှောက်လာခဲ့ပြီးကျိုးစုတော်ရဲ့အလဲလောက်ကိုရောက်တဲ့အချိန်မှာတော့လူအရှင်မလန့်မကန်းကနေတိပင်းတွေခုန်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့် ဦးမဲကတတိကြီးကြီးထားကအတန်ကြာရာကိုနားဆွရင် ခြေဖွားဖွားနှင်းကရှောက်သွားခဲ့ပါတယ်။လမ်းကြောင်းပြောင်းကလက်ပတ်သွားပြီးကိုနေရညက်လောက်ကြားတဲ့အချိန်မှာတော့ဦးမဲနဲ့မြန်တဲ့ချင်းဆိုင်မှာတပင်းတွေချာမှစီစီ ပုံထားတဲ့ကျွန်းနိုင်ကြီးတွေနဲ့အတူတနက်ကင်ထားတဲ့လူတစုကိုလည်းဦးမဲတယောက်မြင်လိုက်ရပါတော့တယ်။ဟမ်ဒီကောင်တွေကရေရင်းဝင်ရောက်ကငစိုးတဲ့ငဖြိုးလို့ညီကိုမဟုတ်လား။ဘူဘကနှာထော ာဟိုကောင်ကဒိုးရွာတာငါထွားပါလားဦးမဲတယောက်စိတ်ထဲကနေတင့်မောင်ကိုတမားတွေရဲ့နာမည်တွေကိုရေရွတ်လိုက်ပြီးမကြခင်မှာပဲခေါင်းဆောင်ဖြစ်တဲ့ငါထွားကခက်လန်းလန်းမှရှိတဲ့ဦးမဲကိုမြင်ကတူလူတွေကိုတနှက်နဲ့ပြစ်ကြဖို့အမိန်ပေးလိုက်ပါတော့တယ်ခေကောင်တွေဘုံမှာလူတယောက်ကဘယ်ကောင်မှမတီးဘူးဒိုးလူတော်ကိုချောင်းကြည့်နေတာလိုက်ပြစ်ကြစမ်းဝါငါထွားရဲ့တတိပေးတံကိုကြားလိုက်ရတယ်တင့်မောင်ကိုတမားတွေဟာလဲ ဦးမဲကိုရှာကတနက်နဲ့ဝမ်းပြေလိုက်ကြပြီးအခြေအနေကိုကြိတ်စားမိတဲ့ဦးမဲကလည်းပြက်မောင်ကိုဓမားတွေရဲ့အကြီးကြီးကိုရှောင်းလာတဖက်နဲ့တဖက်အပြန်အလှန်ပြစ်ခတ်ကြပါတော့တယ်တင်မောင်ကိုဓမားတွေရဲ့လူအုပ်ကများလာကြဦးမဲတယောက်ဟောရဲဆိုင်ပြီးတင်းငုတ်တူကြီးတစ်ခုအနောက်မှာထိုင်နေတဲ့အချိန်မှာတော့မလန့်မကန်းမှရှိတဲ့စနိုက်ပါဓမားတယောက်ဟာဦးမဲရဲ့အလက်မှာတနက်နဲ့ပြက်ထည့်လိုက်တယ်ဗျာဒီလိုနဲ့ဦးမဲတယောက်စနိုက်ပါမှန်ပြီးမေယာမာတဲ့ပွဲချင်းပြီးပြီးဆုံးသွားတော့ စနိုက်ပါဓမားကငါတော်တို့ကိုခေါ်ကဥမဲရှိရကိုရောက်လာခဲ့ပါတယ်ဟောငါဆိုးနေငါဖြူတို့ကိုမင်းတို့တိလားဒါဒါတို့ရောမိုးဆိုးကြီးဥမဲကွာတိတယ်ကျွန်တော်တို့တွေတိတယ်ဥမဲမှမတိပဲစွတ်ပြက်နေကြတာအခုတော့နေပြီပါဘယ်လိုလုပ်ကြမလဲဘာလို့ရမှာလဲကွာအရင်လူတွေလိုပဲတို့ကိုထားခဲ့လိုက်ပြီနေရာပြောင်းကြမှာပေါ့အဲ့လိုတော့ချစ်ဘူးပြဥမဲပြောက်သွားတာတိရွာလူတွေကတေချာပေါက်လိုက်ရှာကြမှာ ဟာမင်းကလည်းရှာတော့လေဘာဖြစ်တုံးကွာရင်းကလည်းငါတို့တက်လိုက်လို့တည်ရဲလူတွေဒီမှာလာရှာကြတာပဲဦးမဟုတ်ဘူးလေဗျာဦးမဲကမဲလိုက်တာတော်တယ်ဗျာတနက်ပြစ်တာနဲ့လက်ကတန်းတယ်ဒီလောက်အရှောင်းနေကောင်းတဲ့လူတာတင်ရောင်းကလူတွေကအရင်ကတက်ပိုးကြောက်သွားပြီအလောင်းကိုမျိုးကောက်ကိုပို့ပြီးစစ်စစ်ခိုင်းမှအသေးချာပဲဗျာအဲ့တော့ဘာဖြစ်တုံးမင်းကလူရင်းကိုပြောစမ်းပါကွာမထွားကငေါငန်းလိုက်တာကြောင့်ငါဆိုးလက်ဒေါပွားပြီးအခုလိုပဲပြန်ပြောလိုက်ပါတယ် ်ခမ ्या ကြီးကလည်းပြောတာကိုစောအောင်နားမထောင်ဘူးဦးမဲလောင်းကိုမြို့အကကိုပို့ပြီးစစ်ရဲကျုပ်တို့ပြစ်လိုက်တဲ့စနိုက်ပါကြီးကိုတွေ့မှာပဲဗျာအရင်ကကျုပ်တို့ပြစ်လိုက်တဲ့ကြီးတွေကရွာမိုးဆိုးတွေတုံးတဲ့ကြီးတွေနဲ့အတူတူပဲမို့လို့ကျုပ်တို့အဖမ်းခံမထိတာဗျာအခုစနိုက်ပါကခမ ्या ခေါ်လာတဲ့ခမ ्या တပည့်ဖိုးဒိတ်စီမှာပဲရှိတာလေဒီလိုလားဆိုရင်ခမ ्या ကိုလာဖမ်းကြမှာပေါ့ဗျာအေးဟုတ်တယ်ကွာမင်းပြောတာတဘာဝကြတယ်ဒါပေမဲ့ငါတိန်းတာဦးမဲကိုမပြည့်ရင်ငါတို့လည်းခုချိန်တင်းနေတော့ပြီဟာဟုတ်တာကဟုတ်ပါတယ် ကျို့တို့ခုဥမဲလောင်းကိုဘယ်လိုလောက်ကြမှာလဲစဉ်းစားကြပါဦးမထွားတို့အဖွဲ့တွေကတော့ဥမဲရဲ့လောင်းကိုဖျောက်ဖို့စဉ်းစားရကြက်နေပြီတိတ်မကြတဲ့အချိန်မှာပဲမထွားကသူစိတ်ကူးရတဲ့စကားတခွန်းကိုအခုလိုပဲဆိုလိုက်ပြန်ပါတယ်ဒီလိုလို့ကွာဥမဲကိုပြက်လိုက်တဲ့ကြီးကိုထုတ်လိုက်ပြီးရင်ဥမဲရဲ့ခေါင်းကိုဖျက်ပြီးထားခဲ့လိုက်ကွာဓမြတွေလှုပ်တဲ့ဆိုတဲ့တဘောပေါ့ကွာကြီးထုတ်တာကတော့ဟုတ်ပါပြီခေါင်းကဘာလို့ဖျက်မှန်းလဲဗျာမဲမဲကြီးတော့မဲကကြီးကိုတေချာထုတ်တယ်လို့လား မထုတ်တော့ဘူးလေဒါပေမဲ့စကားများမနေကြနဲ့ငါပြောတလို့တာလို့ဒီလိုနဲ့ငါထွားလဲစိုးကြီးကိုငောင်းကန်လိုက်ပြီးတော့ဦးမဲရဲ့အလောင်းကိုကောင်းပြက်ကစနိုက်ပါကြီးတွေကိုထုတ်ပြီးရွာကိုပဲပြန်ထွားခဲ့ကြပါတော့တယ်ရွာထဲမှာတော့ဦးမဲတဲ့အမဲပြက်ထွက်သွားတာတပတ်လောက်ကြာတဲ့အထိရွာကိုပြန်ရောက်မလာတဲ့အတွက်ရွာသားတွေကလည်းတကြီးရင်ကိုတွားပြီးပြောပြနေခဲ့ကြပါတယ်တကြီးဦးမဲတော့ပြက်ထွက်သွားတာကြာပြီဗျအရင်ဆုံးဦးမဲကချိန်ထားတဲ့အရာတိုင်းပြန်ရောက်လာပြီး တားတွေပေးနေတာအခုလောက်ကြာနေဝင်ထောက်ရဲ့နော်ဥမဲတယောက်တော့တဲမှာတခုခုဖြစ်နေတာလားမသိဘူးဗျာဟုတ်တယ်တကြီးကျိုးတို့ကဥမဲကိုငွေချိုးပေးလိုက်တာဥမဲကလည်းအင်မတန်မှဂရိတည်တဲ့လူတခုခုအကြောင်းမရှိပဲအခုလောက်ကြာနေတာကပုံမှန်မဟုတ်ဘူးတကြီးဟာသူတို့စိတ်ထဲမှာရှိတဲ့အတိုင်းဒီရတော့ပြောဆိုနေကြတဲ့ရွာသားတွေရဲ့စကားကိုနားထောင်ပြီးတကြီးလည်းသူဖြည့်ရှင်းပေးမဲ့အကြောင်းကိုရွာသားတွေတန်အခုလိုပဲပြောပြလိုက်ပါတော့တယ်စေထားကြပါ မင်းတို့ထင်တယ်လို့ပဲဦးမဲကတကူဖြစ်နေတာလားဆိုတာမအားတော့ကြည့်ရင်သိရမှာပေါ့ဒီတော့ငါနဲ့သူများတဲ့နဲ့တိန်းဆန်တို့ကတော်တဲ့ကိုလိုက်ခဲ့ကြဦးမဲကိုတွားရှာကြတာပေါ့တကြီးလဲအဲ့လိုပြောပြီးတုံဆိုင်မနေတော့ပဲဦးမဲကိုရှာဖို့တော်တဲ့ကိုထွက်လာခဲ့ရာတတော်ဝင်တတော်တော်ရှာပြီးတဲ့နောက်မှာတော့နောက်ဆုံးကျုံးစုတော်ကြီးရဲ့တင်းကုန်တိုးကြီးနဘေးမှာကောင်းကြီးပြက်လျက်တင်းနေတဲ့ဦးမဲရဲ့ပုတ်ပွားနေတဲ့ခန္ဓာကိုယ်ကြီးကိုမြင်ပြီးတုံးရောက်စလုံးကထိတ်လန့်သွားခဲ့ရရှာပါတော့တယ် ဦးမဲကခေါင်းကြီးပြတ်ပြီးသေးနေတာပုတ်ွားနေတာပဲအေးတိမ့်ဆန်နဲ့မြတဲ့တို့ဦးမဲကိုရွာထဲကိုပြန်တယ်လို့တော့မဖြစ်တော့ဘူးကွာမတို့တော်ထဲမှာပဲသူ့ကိုမြှောက်နှံခဲ့ကြရအောင်ဒီတော်ထဲဘုန်းကြီးပြန်တရားနာလို့လဲအဆင်ပြေမှာမဟုတ်ဘူးဒီတိုင်းနာထားခဲ့ကြပါတော့ကွာတကြီးလဲမြတဲ့နဲ့တိမ့်ဆန်တို့ကိုအဲ့တယ်လို့ပြောပြီးရွာကိုပြန်လာခဲ့ကဦးမဲတေပြီဖြစ်ကြောင်းနဲ့သူတို့စီစဉ်ခဲ့တဲ့မြကိုလဲရွာသားတွေကိုပြောပြလိုက်ပါတော့တယ်တချို့တွေကတကြီးရဲ့လောက်ရအတွက်ကျင်းနဲ့ကြတယ်လို့ တချို့ကြပြန်တော့လဲဥမဲကတရရဲ့အဖြစ်နဲ့ရွာတဲကိုပြန်လာရင်ဘလို့လုံးမလဲဆိုပြီးအတွေ့ပေါင်းစုံနဲ့မကြည်မနက်ဖြစ်နေကြပေမဲ့တကြီးကိုတော့တိုက်ရိုက်ဆင်ချင်မပေးရဲကြပါဘူးကျွန်းစုတော်ကြီးထဲမှာတော့ညာကြီးချိန်ပြီးတော့ခွေးဥတန်တွေကကြဲလောင်စွာထွက်ပေါ်လာတယ်လို့မဆိုထိုးတန်တွေကလည်းအဆက်မပြတ်နားမခံအောင်စူရန်လို့နေခဲ့ပါတယ်လေးတွေတိုက်ပြီးဆွဲဆက်ငင်းဥနေတဲ့ခွေးတန်တွေကြဲလောင်ဆူးချတဲ့ငှက်စိုးထိုးတန်တွေကြောင့်အိတ်တန်တက်နေတဲ့ငှက်တွေတောင်မှပဲ လမ်းချက်ပြီးပြန်ပြေးကုန်ကြတယ်ဗျာ။အုံပိုင်းနေတဲ့ကောင်းဝင်ကြီးရဲ့အောက်ကကျိုးစုတော်ကြီးထဲမှာတော့ခြောက်ခြားစရာအတံပလန်တွေကစုညံနေပြီးတင်းငုတ်တို့ကြီးနဘေးမှာရှိတဲ့နေသာဘုံကြီးဟာလည်းစီးချက်ညီညီလှုပ်ရှားနေတဲ့အလားဖွာခနဲ့ဖွာခနဲ့မြေကြီးစားတွေလင့်စင်လို့မြေပုံထဲကခေါင်းမပါတဲ့ဥမဲရအလောင်းကြီးကလည်းကုံယုံပြီးထလာခဲ့ပါတော့တယ်။ရွာသားတွေထင်နေတယ်လို့ပဲဥမဲရအလောင်းကြီးကပြန်ထလာခဲ့ပြီဖြစ်ပြီး တောတစ်ခုလုံးလဲထိတ်လန့်ကြောက်ချားခွေရအစင်းနဲ့ပြေဆောင်လို့နေခဲ့ပါတယ်ဇလက်ဖြူရွာလေးရရွာဝင်ထိတ်နာမှာတော့ကာလာဒဖွဲ့တစ်ဖွဲ့ကကင်းတာဝင်ကြလို့အတောက်အစားတွေနဲ့ကွပစ်ပေါ်မှာကင်းဆောင်နေခဲ့ကြပါတယ်သူတို့ကတော့တဲမှာအမဲပြစ်တွားရင်ခေါင်းပြက်ပြီးတေးခဲ့ရတဲ့မိုးဆိုးကြီးဥမဲအကြောင်းကိုအထူးဆန်းလောက်ကစကားဝိုင်းဖွဲ့ပြောနေကြပြီးမကြခင်အချိန်အတွင်းမှာပဲဥမဲရဲ့ခေါင်းပြက်နေတဲ့ခန္ဓာကိုယ်ကြီးဟာတော့တဲ့ကနေထွက်လာပြီးရွာဝင်လမ်းထိပ်ကကွပစ်လေးရှိရာကို တလန်းချင်းလှမ်းကထွက်လာခဲ့ပါတော့တယ်။သူတို့စီကိုကောင်းပြနေတဲ့ဦးမဲတရားတလန်းချင်းလျှောက်လာနေတာကိုမြင်တဲ့ကင်းသမားအချို့ကတော့ဦးမဲအကြောင်းကိုအာဘအောင်ရင်တန်တန်နဲ့ပြောပြနေတယ်။ကင်းကောင်းဆောင်ကိုတတိပေးလိုက်ပါတယ်။ဟေးလူခခမရနောက်ကိုလည်းလှည့်ကြည့်အောင်။ဟိုဟိုမှာဦးမဲကခေါင်းကြီးပြတ်ပြီးကြောက်တုတ်စီလာနေတယ်။ဟာမင်းကငါ့ကိုကြောက်တတ်မယ်လို့ထင်လို့လား။ဘယ်မလဲဦးမဲလာစမ်းမလေးစေကွာ။ခေါင်းဆောင်ကပြောပြောဆိုဆိုနဲ့ပြုံးတုံးတုံးလောက်ကအနောက်ကိုလှည့်အကြည့်မှာတော့ သူ့စီကိုလာနေတဲ့ကောင်းပြတ်ဦးမဲကြီးကိုမြင်ပြီးကင်းတမားရီနဲ့သူရွာထဲကိုတချိုးတဲ့ပြေးထွက်သွားပါတော့တယ်။ကောင်းပြတ်ရဲကြီးဦးမဲဟာလည်းရွာထဲကိုလမ်းလျှောက်ပြီးသွားနေတယ်လို့ရွာသားတွေကလည်းအိမ်တကားတွေကိုပိတ်ခါဦးမဲကိုကြောက်လန့်နေခဲ့ကြတယ်ဗျာ။တစ်ဖက်မှာတော့ဦးမဲကိုတတ်ပြီးတစ်တွေခိုးထုတ်နေတဲ့ငါထွားတို့အဖွဲ့ဟာမြင့်နေတဲ့အထိအလုပ်တွေလုပ်ပြီးခုတ်ထားတဲ့တစ်တွေကိုပွဲစားလက်ထက်ရောင်းဖို့အတွက်ညကလေးကအဖြတ်မှောက်မရှိအောင်လေကြာတရီထားပြီးစောင့်ဆိုင်နေခဲ့ကြပါလေ။ ကောင်းပြတ်ဒီရဲ့ကြီးဦးမဲကတော့ရွာထဲကိုလှည့်ပတ်ပြီးနောက်ဆုံးကျိုးစုတော်ကြီးတဲကိုပြန်ဝင်လာခဲ့ကတကြီးတို့မြုံနှံထားခဲ့တဲ့မြေစာပုံတွေကသူ့ရဲ့ခေါင်းကြီးကိုလက်နဲ့ချစ်ကုပ်ပြီးတူးနေခဲ့ပါလေကွန်တရညက်လောက်ကြားတဲ့အချိန်မှာတော့မြေစာပုံထဲမှာကျန်နေတဲ့ဦးမဲရဲ့ခေါင်းကြီးဟာဦးမဲရဲ့လက်ထဲကိုရောက်သွားခဲ့ပြီးခေါင်းပြတ်တရေကြီးဦးမဲဟာလည်းတူကောင်းကိုညာဘက်လက်နဲ့ပိုက်ကတောနဲ့ထဲကိုတိုးဝင်သွားခဲ့ပါတော့တယ်တစ်ဖက်မှာတက်မောင်ကိုတမငထွားကလည်း ရန်နာမတာမယာဖြစ်နေကြတဲ့သူ့ရဲ့အဖွဲသားတွေကိုကြည့်ပြီးစူပူချိန်မောင်းလို့နေခဲ့တယ်ဗျာ။ဟေးအောင်လေးမင်းတို့ခွက်တွေကိုပြင်ထားကြစမ်းကွာ။မယေဘူးမိနေတဲ့မျက်ခွက်တွေနဲ့အလုလားလုံနေကြတယ်။အကောင်လုံးနုံနိုးကြကြနေကြစမ်း။ငါထွားရဲ့ငောင်းငန်းတဲ့အဆုံးမှာတော့တနက်ကိုစီကင်ထားကြတဲ့အဖွဲသားတွေလည်းခိုးထုတ်ရမယ့်ကျွမ်းနိုင်ကြီးတွေအနောက်မှာလူစုခွဲကစောင့်နေကြပါတော့တယ်။မိုးရိမ်မဲပြီးလေပြင်းတွေတိုက်နေကခွဲဥဒဏ်တွေနဲ့စူညာနေတဲ့တော်ကြီးအတွင်မှာလည်း တော်လဲတန်ကဲတို့အတန်ကြီးတစ်ချက်ကတော်ကြီးတစ်ခုလုံးတိတ်တိတ်တော်အောင်မြည်သွားပြီးတဲ့အချိန်မှာတော့ကင်းဆောင်နေတဲ့စနိုက်ပါသမားရဲ့အရှိမခေါင်းပြက်တရေကြီးဦးမဲဟာလည်းလူကောင်းကိုကင်လျက်ရောက်ချလာပါတော့တယ်လူကိုယ်တိုင်တနတ်နဲ့ပြက်တက်လိုက်ပြီးတည်သွားပြီဖြစ်တဲ့ဦးမဲကပြက်နေတဲ့ခေါင်းကြီးကိုကင်ပြီးသူရှိတဲ့နေရာကိုလာနေတာကိုမြင်လိုက်ရတဲ့ငတိန်တယောက်လည်းခေါင်းပြက်တရေကြီးဦးမဲကိုတနတ်နဲ့ပြက်ချလိုက်ပါတော့တယ်ဦးမဲကတနတ်ကြီးစံခန္ဓာကိုယ်ကိုမှန်သွားတာနဲ့တပြိုင်တည်း ။ရတိန်ရှိတဲ့နေရာကိုကြောက်မက်ဖွယ်ရအတန်အကြီးနဲ့អော်ခေခြင်း။ခေါင်းကိုကင်ကပြေးလာခဲ့ပါတော့တယ်။ရတိန်ဒီအတူကိုခေါင်းပြတ်တေးရဲ့ကြီးကတတ်တော်မယ်ဆိုတာကိုတည်နေတဲ့လား။အနောက်ကိုတဖြည်းဖြည်းချင်းဆုပ်ရင်ပက်လက်လန်လဲကြသွားခဲ့ပြီ။မျက်စိစုံမိတ်ကအော်ခေနေပါတော့တယ်။ကျို့ကျို့တောင်းမှန်ပါတယ်။ကျို့စီကိုမလာပါနဲ့။ကျို့တောင်းမှန်ပါတယ်ဗျာ။အဲ့လိုမျိုးငတိန်ရဲ့ကြောက်လန့်တဲ့ကြောက်အော်ဟစ်တန်ကိုကြားလိုက်ရတဲ့မထွားတဲ့ငဆိုးတို့နှစ်ယောက်လဲငတိန်ရှိရာကိုပြေးလာခဲ့ပါတော့တယ်မထွားတို့ရောက်တော့ မျက်စိကိုစုံမေးပြီးအော်ဟစ်နေတယ်။ငတင်းကိုမြေကြီးပေါ်မှာတွေးလိုက်ရပြီ။မထွားကငတင်းကိုအခုလိုပဲမေးလိုက်ပါတော့တယ်။ဟေးကောင်ငတင်းမင်းကဘာဖြစ်တာလဲ။အရက်တွေတောက်ထားပြန်ပြီလားကွာ။ဟာမဟုတ်ပါဘူးဗျာ။ကျုပ်ကျုပ်ဘာရမှမတောက်ထားပါဘူး။သူတို့နေ့ကအပြန်လန်စကားပြောနေစင်ပါပဲ။မထွားနဲ့ငဆိုးတို့ရနောက်မှာရှိတယ်။ကိုင်းတော်ကြီးတွေကနေကောင်းပြတရေကြီးကလက်နှစ်ဖက်ထိုးထွက်လာခဲ့ပြီးတော့မဆိုးကိုဂုတ်ကနေဆွဲကင်ကကိုင်းတော်တွေကိုဆွဲခေါ်သွားခဲ့ပါတော့တယ် မထွားလဲငါဆိုရဲ့အော်ဒါကိုကြားလို့ဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့ဘယ်ညာရင်းရဲ့လှုပ်ရှားနေတဲ့အကိုင်းမင်တွေကိုဒါမြင်လိုက်ရပြီးငါဆိုရဲ့အော်ဒါဟာလဲကိုင်းတော်တွေကနေတစ်ချက်တစ်ချက်ထွက်ပေါ်လာနေတာကိုကြားလိုက်ရပါတော့တယ်မထွားနဲ့ငါတိုင်းတို့နှစ်ယောက်လဲဘာမှစဉ်းစားမနေတော့ပဲတနတ်တွေကိုကိုင်းတော်ဘက်ကိုလှည့်ချိန်လိုက်ပြီးတစ်ချက်ပြီးတစ်ချက်ပြစ်ခတ်နေလိုက်ကြပါတော့တယ်ကိုင်းတော်တွေကိုပြစ်နေတာခဏကြာပြီးတနတ်တန်တွေရက်သွားတဲ့အချိန်မှာတော့ကိုင်းမင်တွေကပြန်လဲလှုပ်ရှားလာခဲ့ပြီး ငါထွားတဲ့ငါတိန်တို့ရဲ့ရှေ့မှာလဲကောင်းပြတရေကြီးဦးမဲကတူကောင်းကိုကင်ပြီးရောက်လို့နေခဲ့ပါတယ်လူဆဲကတော့တဲ့ငါဆိုးရဲ့ကောင်းကြီးဟာလဲလဲဘင်းကနေတီကနေနေအောင်ဖြတ်ထားခံရပြီးတော့ကောင်းပြတရေကြီးရဲ့ခြေထောက်နားမှာလဲတွေးတွေကအိုင်ထွန်းလို့ကြာနေခဲ့ပါတယ်အားလုံးကငါဆိုးရဲ့ဦးကောင်းပြကြီးစီကိုကြည်ရင်တွေ့ဝင်နေတဲ့အချိန်မှာပဲတရေကြီးရဲ့လက်မှကင်ထားတဲ့ကောင်းပြကြီးကနေစကားတခွန်းကိုမမပါပြောလိုက်ပြီးနောက်အရှိမရှိနေတဲ့ငါတိန်ရဲ့လဲဘင်းနားကို ကောင်းပြတ်ကြီးကိုဂိုင်ထားတဲ့လက်ကိုစန့်ထုတ်ကာမတင်းရဲ့လဲပင်ကိုအားရပါးရကိုက်ပြစ်လိုက်ပါတော့တယ်မတင်းတယောက်လဲပင်တဝိုင်းနဲ့ရင်ပတ်တစ်ခုလုံးစုပ်ပြတ်တက်နေအောင်အကိုက်ခံရတာကိုမြင်နေရတယ်မထွားကတော့ဒူးတွေဆက်ဆက်တုံနေတဲ့အထိကြောက်လန့်သွားပြီးတနက်ကိုချကတော်တဲ့ကိုထွက်ပြေးသွားပါတော့တယ်ကောင်းပြတ်ကြီးရဲ့ကိုက်ဖြတ်မှုကြောင့်လဲပင်ကလေးပြင်းပေါက်သွားတဲ့ငတိန်းတယောက်လည်းအတက်ကိုခက်ခက်ခဲခဲရှူတွင်းရင်နောက်ဆုံးမှာတော့အတက်ငင်ကနေရာမှာတင်းဆုံးသွားခဲ့ရရှာပါတော့တယ် မသိန်းကိုအသေးတက်နေတာကိုမြင်ပြီးခြေဦးတဲကပြေးနေတဲ့ငါထွားလဲပြေးရပြေးရအမောဆုပ်ပြီးမှပြေးနိုင်ဖြစ်နေတဲ့အချိန်မှာတော့သူ့ရဲ့ရှေ့ကနေကောင်းပြတ်တရေကြီးဦးမဲကဘွားကနေပေါ်လာပြီးငါထွားရဲ့လယ်ပင်းကိုစက်ကနေဆွဲကလေဝမြောက်ပြပြီးအားကိုညှစ်ထည့်လိုက်ပါတော့တယ်ကျုပ်ကျုပ်ကိုလွတ်ပေးပါဗျာကျုပ်ကကျုပ်ကဦးမဲကိုမတက်ခိုင်းပါဘူးကျုပ်ကတခြားသူထင်လို့ပါကျုပ်ကိုလွတ်ပေးပါဦးမဲရာငါထွားရဲ့တနာစပွဲအတန်ကြာကောင်းပြတရေကြီးဦးမဲကငါထွားကို မြေပင်ပေါ်ကိုပြစ်ချပေးလိုက်ပါတော့တယ်။ငါထွားကဦးမဲလက်ကလွတ်ပြီဆိုတာနဲ့တပင်တပင်ရှိရကိုတွားတွားပြီးဗဇက်ကနေလဲကြောင်တောင်တောင်တွေစပြောပါတော့တယ်။ဒီပင်ကိုစောင့်နေတဲ့ရုပ်ကစုံနမင်းကြီးခမောကျုပ်ကိုဒီတရေငမဲစီကကယ်ပေးပါဦး။ကျုပ်ကိုကယ်ရင်ကျုပ်ကနေတဲ့ရက်တလုံးတိုက်ပါမယ်ဗျာ။ငါထွားရဲ့တွေးဦးတွေးတန်းပြောလာတဲ့ဇကားကြောင့်ကောင်းပြတရေကြီးဦးမဲလဲတွားတွားနေတဲ့ငါထွားကိုစောင့်ဆွဲကပလန်လန်လိုက်ပြီးတော့ ။ငါထွားရဲ့ရင်ဘက်ကိုသူ့ရဲ့ခြေထောက်ကြမ်းကြမ်းကြီးတွေနဲ့အာကုန်ဖိနှင်းကစိတ်ပြေနေပြေတက်ပြစ်လိုက်ပါတော့တယ်။ကောင်းပြတရေကြီးရဲ့ခြေထောက်အောက်ကိုရောက်နေတဲ့ငါထွားကအချင်းတော်ကြာပြီးတဲ့နောက်မှာတော့ကောင်းပြတရေကြီးရဲ့ခြေထောက်အောက်မှာနင်းခံထားရတဲ့ငါထွားလည်းနှလုံးရပြီးအတက်လဲမရှူနိုင်တော့တယ်လို့ပါဇက်ကနေလဲတွေးတွေပွက်ပွက်အန်ထွက်နေခဲ့တယ်ဗျာ။ငါထွားတရအတူရဲ့ခြေထောက်အောက်မှာအတက်ငင်းနေတာကို တိရရတဲ့ကောင်းပြတရေကြီးဦးမဲကလည်းသူ့ရဲ့လက်ကြီးကိုမြှောက်ပြီး ငါထွားရဲ့ကောင်းကိုစက်ကနဲ့ဖမ်းယူကာဆွဲဖြုတ်ပစ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ကျိုးသူတော်ကြီးတဲကိုထင်းခုတ်လာတယ်။အသက်89နှစ်အရွယ်အဖိုးကြီးတယောက်ကဦးမဲရဲ့မြေပုံနားမှာတန်းစီနေတဲ့အလောင်းတွေကိုမြင်သွားခဲ့ပြီးရွာသူကြီးစီကိုအပြေးပြန်ကပြောပြခဲ့ပါတော့တယ်။ရွာသူကြီးကလည်းအခုလိုဖြစ်ရတာတာမန်ကိစ္စမဟုတ်ဘူးဆိုတာကိုသိတာနဲ့တိုးတော်ဦးစီးထံကိုချက်ချင်းအကြောင်းကြားကတော်ကြီးတုံးခုအတွင်းလုံခြုံရေးတွေတေချာချပေးဖို့ပြောခဲ့ပါတော့တယ်။ ်ဦးမဲတေပြီးရွာတို့ကြီးရဲ့တောင်းဆိုမှုကြောင့်တော်တော်ဦးစည်းဘက်ကလည်းတော်ကြီးတုံးခုစလုံးမှလုံခြုံရေးအပြည့်အဝချထားပေးခဲ့ပြီးဇလက်ပြူရွာလေးနဲ့တခြားရွာလေးတွေဟာလည်းအမဲလိုက်ထွက်တဲ့အခါအေးအေးချမ်းချမ်းနဲ့အမဲပြက်နိုင်ပြီးအရင်လိုတာယာဝါပြောတဲ့ဒေတာလေးဖြစ်ပြန်ဖြစ်လာခဲ့ပါတော့တယ်